ရည်စဲမချမိပေါ်မြောက်ဖွယ်အနုဘောနာတရားစကားနည်းနည်းပြောကြပြီမယ်ယနေ့ပြည်ထောင်စုကြံ့ခိုင်ရင်ဖြူဖြေးပါတီလက်သံမြို့နယ်ကလူရှင်များကိုဘုံအင်းနေနဲ့တေချာသိမ့်ထားကိုပဲပြည်စီများဒီခေါင်းစဉ်လေးနဲ့အနုဘောနာတရားဟောကြားပေးမှာဖြစ်ပါတယ်သူနှိမ့်မဆိုင်ဥသာပိုင်း ူနဲ့မဆိုင်ဥသာပိုင်းစိုးပိုင်းလာတွေပစ္စည်းတွေဘုန်းကြီးတို့တွေကိုပိုင်ပစ္စည်းဆိုတာရှိစိုးစိုးပိုင်ပိုင်းဘဘူးနဲ့မှမဆိုင်တဲ့ကိုယ့်ရဲ့ကိုပိုင်ပစ္စည်းတွေကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေရှိအဲ့ဒီပစ္စည်းတွေကဘဘူးနဲ့မှမဆိုင်တဲ့အတွက်ကြောင့်ကိုတူးတဲ့ကိုတယောက်တည်းသာလဲ 半山的必须枇杷嘞，爱的果盘必须果。对对上对它比。刚摸着，阿斗长没输赢，爱的不够哈。滴娃娃们来，鸡巴肚的没娃娃，塞塞勒鸡巴肚的没。没米肉，乌梅必须苏达巴勒。塔达、提拉、稀里、奥达巴、图达、沙卡、贝尼亚、卢，这叫啥咖？ ကိုယ်ပဲပြည့်စုံကိုအဲ့ဒါလို၃ခုနှစ်မျိုးနဲ့ဟောတာသတ္တသဒ္ဓတရားယုံကြည်ချက်ပေါ့လူတယောက်ကမိမိတို့ဒါအလုတ်ရဲ့အလုတ်ရဲ့အကျိုးတရားတွေဒီလုတ်ကိုလုတ်ရင်ကောင်းကျိုးတွေရမယ်ဒီလုတ်ကိုလုတ်ခြင်းအဖြစ်ကြီးပွားထိုးတဲ့အောင်မြင်မယ်စသည်အဖြစ်မိမိရဲ့အလုတ်ဆိုတဲ့ကံကိုအခိုင်အမာယုံကြည်လက်ခံသောသဒ္ဓတရားရှိရအဲ ကိုယ်အလုတ်ကိုကိုယုံကြည်မှု ရှိမှန်တာလေအဲ့ဒီအလုတ်ကိုလှုပ်တဲ့အခါမှာစိတ်ပါလက်ပါနဲ့တက်တက်ကြွကြွလုံးပါဖြစ်ပါတယ်ကိုယ်လှုပ်ရမယ့်အလုတ်ရဲ့ခွင်းဆက်အကျိုးတရားအပေါ်မှာယုံကြည်မှု မရှိရင် အလုတ်လှုပ်တဲ့အခါမှာလည်းပဲတက်တက်ကြွကြွမရှိဘူးစိတ်ပါလက်ပါ မရှိဘူးအဲ့ဒါလို့ဆိုရင်အောင်မြင်ဖို့မလွယ်ဘူးဒါကြောင့်မို့တတ္တာတရားဆိုတာကဒါကုသိုလ်ရေးရာကုသိုလ်အတွက်ဆိုရင်တော့ ကိုကိုလှုပ်တဲ့ကုသိုလ်တရားကကိုအတွက်ကောင်းကျိုးကိုဧကံမွတ်ချဖြစ်စေမယ်လို့ဖြစ်စေတယ်လို့စိတ်ထဲမှာအခိုင်အမာယုံကြည်ချက်ကိုတတ်တာတရားလို့ခေါ်တယ်အဲ့တော့ကိုစီးပါးရေးလုပ်ငန်းကိစ္စတွေမှာလည်းဒါလိုအပ်တာပဲတခြားလုပ်ငန်းကိစ္စတွေမှာလည်းလိုအပ်တာပဲကိုလှုပ်ဖို့ကိုအလုပ်အပေါ်မှာကိုတန်ယုံကြည်ချက်ရှိရမယ်ယုံကြည်ချက်ရှိရမယ်တတ်တာသီလနောက်တစ်ခါသီလဆိုတာကိုချင်းတရားပဲလူတယောက်ဟာ ကိုရှင်းတရားမကောင်းဘူးဆိုရင်ဘယ်နေရာမှာမှအသုံးချလို့မရဘူးဘယ်သူကမှရုံရုံကြီးကြီးစိတ်စိတ်ချာချာတာဝန်ပေးမှာမဟုတ်ဘူးဒါကြောင့်မို့သီလဆိုတဲ့ကိုရှင်းတရားလည်းအရေးကြီးတယ်ကိုရှင်းသည်သီလသည်လူတွေရဲ့အစင်းတန်စာလို့ခေါ်လူတယောက်ကကိုရှင်းသီလကောင်းရင်ကိုသီလရှင်းရင်ဘယ်ဘဲသွားသွားဘယ်ဘဲလာလာမျက်နှာမငယ်ရဘူး တာဝန်ပေးတဲ့အခါမှာလည်းပဲကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်ကိုပဲရွေးချယ်ပြီးသူ့နေရာနဲ့သူတာဝန်ပေးကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုချင်းသီလမကောင်းဘူးဆိုရင်အကျင့်သီလမရှိရင်ဟောအဲ့ဒီပုဂ္ဂိုလ်ကဘယ်သူကမှစိတ်ချယုံကြည်ကြမှာမဟုတ်ဘူး။အဲ့လိုစိတ်ချမှုယုံကြည်မှုမရှိရင်ဘယ်သူကမှလည်းပဲကိုကိုတာဝန်ပေးဘူး။ဒါကြောင့်မို့သီလဆိုတာလူရဲ့အစင်တန်စာပဲ။ဟောသီလရှိတဲ့ပုဂ္ဂိုလ်ကဘယ်နေရာပဲသွားသွား အမျက်နှာမငယ်ရဘူးစိတ်ချရတယ်ပေါ့ဒါကြောင့်မို့သီလကိုရှင်းသီလဒါကိုလည်းဒါကိုပံပစ္စည်းပဲဒီကိုချင်းသီလဖြစ်တဲ့ကိုပံပစ္စည်းကိုသေးသေးချာချာထိမ့်သိမ့်နိုင်မယ်ဆိုရင်အမတန်ကြံ့ခတ်ခိုင်မာတဲ့ကိုပံပစ္စည်းဖြစ်သွားတယ်ကိုကြည့်သီလတရားကကိုချင်းသီလတရားကခိုင်ခိုင်မာမာရှိတယ်ဆိုရင်အဲ့ဒီခိုင်မာစွာတည်ရှိနေတဲ့ကိုချင်းသီလကိုအသုံးချပြီးလက်ကင်ထားပြီး ဆရာဆရာကိုလှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်ခေါင်းတွေကိုလှုပ်ဆောင်မယ်ဆိုရင်ကြည်ပါတိုးတဲ့အောင်မြင်လာမှာဖြစ်ပါတယ်နောက်တာဟီရီအော်တာပါဒါအချက်နဲ့အကြောက်လူတယောက်ကအချက်ရှိရမယ်အကြောက်တရားရှိရမယ်အချက်ဆိုတာကမကောင်းတာကိုလှုပ်ရမှာရှောက်ရှက်ရမယ်အကြောက်တယ်ဆိုတာကမကောင်းတာကိုလှုပ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးဆိုးကြိုးတွေကိုကြောက်ရမယ်ဟီရီအော်တာပါအဲ့ဒီတရားလဲသိသိထားမှာဖြစ်ပါသေချာသိထားမှာဖြစ်ပါတယ် တတ္တသီလဟိရိဝတ္တပပြီးတော့သာဃပညာသာဃဆိုတာတတ္တိရှိတယ်စွန့်ကျဲပေးကမ်းတယ်စွန့်ကျဲပေးကမ်းတယ်စွန့်ကျဲပေးကမ်းနိုင်တဲ့ပေးကမ်းရဲတဲ့တတ္တိရှိရစေတဝါလပတိဒုက္ခံစေတဝါလပတိဒုက္ခံစွန့်ကျဲပေးကမ်းနိုင်တဲ့တတ္တိရှိမှသာလေဒုက္ခဆိုရဲချမ်းသာကိုရမှာဖြစ်ပါတယ် စွန့်ကျဲပေးကမ်းနိုင်တဲ့စွန့်တယ်ဆိုတဲ့နေရာမှာကောင်းသောအလုပ်ကိုလုပ်ဆောင်တဲ့အခါမှာအသက်ပဲသေးသေးဒါဒီအလုပ်ကိုပြီးစီးအောင်ငါလုပ်မယ်အသက်ကိုလည်းစွန့်ကျဲစွန့်ရဲရမယ်နောက်တစ်ခါဒီကောင်းသောအလုပ်ကိုလုပ်ဆောင်ခြင်းအဖြစ်မိမိအတွက်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတရားတွေကိုလက်ခံရမှာဖြစ်ပါတယ်ဒီအလုပ်ကိုလုပ်ခြင်းအဖြစ်ငါ့မှာ ကောင်းကျိုးတွေတေချာဖြစ်စီမယ်လို့အခိုင်အမာယုံကြည်တရားတရားကိုအခြေခံတာပေါ့အဲတရားတရားအခြေခံထပ်ပြီးတော့မိမိတို့လှုပ်ဆောင်ရမယ်လို့ကိုကြဲကြဲဝုံပြပြသားသားလှုပ်ဆောင်နိုင်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒါတတ္တိရှိတဲ့ပုဂ္ဂိုလ်ပဲတတ္တိရှိမှသာလေအရာရာအမြင်မှုရမှာဖြစ်ပါလေသုတ္တဇာကပညာပညာဆိုတာကအမှန်အမှန်ကိုဝေဖန်ပိုင်းခြားတဲ့အသိပညာကိုဆိုလိုခြင်းဖြစ်ပါလေ ဒီပညာအရေးကြီးဆုံးပဲလောကမှာအမှန်အမှန်ကိုခွဲခြားသိမြင်နိုင်တာကိုပညာလို့ခေါ်ပါတယ်အဲ့ဒီပညာမှမရှိရင်မှန်မှမသိမှန်မှမသိလုံးချင်လုံးမယ်ဆိုရင်ကောင်းတာကိုလုံးမိရင်တော့အကြောင်းမဟုတ်ဘူးမကောင်းတာသွားပြီးတော့လုံးမိတယ်ဆိုရင်အဲ့ဒီမကောင်းတာကိုလုံးလိုက်တဲ့လုံးမိလိုက်တဲ့အတွက်ကြောင့်အဲ့ဒီမကောင်းတဲ့အလုပ်ရဲ့ခွင်းဆက်ဆိုးကျိုးကိုကိုယ်ကိုယ်တိုင်ပဲ ်တွေ့ကြုံရင်ဆိုင်ရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့တတ္တသီလဟိရိဝတ္တသုတ္တဆာကပညာဟိအဲအဲ့ဒီတရားတွေအဲ့ဒီတရားတွေကိုနှလုံးသားထဲမှာသေသေးချာချာသိသိထားပြီးလက်တွေ့အသုံးချရမှာ ဖြစ်ပါတယ်အဲ့ဒီတရားတွေပြည့်စည်သွားပြီဆိုရင် လောကကြီးမှာအတုသဖြင့်တော့ဟိရိဩတ္တပတရားပေါ့အရှက်အကြောက်လောကကြီးမှာအရှက်အကြောက်မရှိတော့ဘူးဆိုရင်ကြံတဲ့အကုသိုလ်တွေမဖြစ်သင့်တဲ့အကုန်လို့ဖြစ်သွားကြလာပဲ။ တော့ဒီဒီဟီရီဩတပတရားဟာလောကပါဠတရားလို့ဘုရားကဟောတယ်လောကကြီးမပြည့်စည်အောင်ထိမ့်သိမ်းဆောင်ရှောက်တဲ့တရားဖြစ်ပါတယ်အဲဒီလောကကြီးမပြည့်စည်အောင်စိတ်ရှိထိမ့်သိမ်းဆောင်ရှောက်တဲ့တရားဖြစ်တယ်ဟီရီဩတပတရားမိမိတို့နှလုံးသားထဲမှာသေသေးချာချာမပြည့်မစည်အောင်သိရှိထားမှာဖြစ်ပါတယ်ဒီတရားကမိမိဘဝအတွက်အလွန်ကြန့်ခိုင်တဲ့ခိုင်မာတဲ့ကိုယ်ပံပစ္စည်းဖြစ်ပါတယ်အဲ့တော့ အများနမဆံကိုသာပိုင်စိုးပိုင်လှတွေစိုးပိုင်လှပြပစ္စည်းတွေအများနဲ့မဆိုင်ဘူးကိုသာပိုင်ဆိုင်မျိုးကိုရဲ့စိုးစိုးပိုင်ပိုင်ကိုနှလုံးသားထဲမှာထိတ်သွင်းထားရမယ်ကိုပိုင်ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီပစ္စည်းတွေသတ္တသီလစသောစိတ်ခေါင်းတွေပေါ့အဲ့ဒီစိတ်ကိုမွေးမြူပြီးအဲ့ဒီစိတ်တွေကိုမွေးမြူပြီးစိတ်ကိုထားပြီးပြုသင်ပြီးထားတဲ့ကုသိုလ်တရားတွေကိုပြုလုံနိုင်တယ်ဆိုရင်လည်းပဲအဲ့ဒီ ပြုလုပ်နိုင်တယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာလည်းပဲမိမိတို့ကိုယ်ပိုင်ပြည့်စည်အဖြစ်ပါတယ်ကိုယ်ပိုင်ပြည့်စည်အစစ်ဖြစ်သွားပါတယ်ဘယ်တခုဘယ်လူဇိုးကမှမိမိတို့စုဆောင်ထားတဲ့ပြည့်စည်အုပ်ကုသိုလ်ဆိုတဲ့အနှစ်သာရရှိတဲ့ဥစ္စာကိုဘယ်သူဘယ်လူဇိုးဘယ်တခုကမှလာရလူယူလူမရဘူးခိုးယူလူမရဘူးဖြစ်စည်းလူမရဘူးဒါကြောင့်ဒါကြောင့်မြတ်စွာဘုရားကပုံညာစောရိဟိဒုဟရံလို့ဒါဒီလိုဟောထားတယ်ပုံညာမိမိတို့သဒ္ဒါစေရနာ စသောအသိဉာဏ်ပညာကိုအရင်ထားပြီးစုဆောင်ထားတဲ့ကုသိုလ်ဆိုတဲ့ဥစ္စာဒဏဒီကုသိုလ်ဆိုတဲ့ဥစ္စာဒဏဟာအမတန်ခိုင်ခန့်တဲ့ဥစ္စာဒဏဖြစ်ပါတယ်မိမိမျက်မှောက်ဘဝမှာလည်းပဲမိမိအတွက်အသုံးချလို့ရသလိုတမလွန်ဘဝအဆက်ဆက်မှာလည်းပဲဒီကုသိုလ်တရားကအထောက်အပံ့ပေးမှာဖြစ်ပါတယ်အဲကုသိုလ်တရားထောက်ပံ့တဲ့ဘဝဟာတခြားကုသိုလ်တရားအထောက်အပံ့မရတဲ့ဘဝနဲ့မရတဲ့ပုဂ္ဂိုလ်နဲ့ နိုင်ရှင်မယ်ဆိုအများကြီးသူတာသွားတယ်အထက်တန်းကိုရောက်စီနိုင်တယ်ကုသူကုသူတရားဆိုတာလောက်ကတဲ့ကူကအနဝိဆပဲအပြစ်ကင်းတဲ့အလုပ်ကိုကုသူလုပ်လို့ခေါ်တယ်ဘသူဘေသူကိုမှမထိခိုက်ဘူးကောင်းတဲ့အလုပ်လူတန်းကနှိမ့်သက်ကြိုက်ကြိုက်တဲ့အလုပ်နှိမ့်သက်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်အနဝိဆအပြစ်ကင်းတဲ့အလုပ်ဒီပြစ်ကင်းတဲ့အလုပ်ကိုလှုပ်ဆောင်ခြင်းအဖြစ်အဲ့ဒီလောက်ကနေဘာကို ဘယ်လိုအကျိုးမျိုးကိုဖော်ထုတ်ပေးနိုင်တယ်ဆိုရင်ဒုက္ခဝိပါကကောင်းချိုးတရားတွေကိုဖော်ထုတ်ပေးနိုင်ပါတယ်ဒါကြောင့်မို့မိမိတို့အနှစ်သာရအပြည့်အဝရှိတဲ့ဒီသရဏခုနသတ္တသီလစသောစိတ်ကောင်းများကိုခြေခံပြီးဖော်ထုတ်ရရှိလာတဲ့ဒီကုသိုလ်တရားဟာလည်းပဲမိမိတို့ဘဝအတွက်မိမိတို့ကိုယ်ပိုင်ပြည့်စည်တကယ်အနှစ်သာရရှိသောကိုယ်ပိုင်ပြည့်စည်ဖြစ်ပါတယ်ဒါကုသိုလ်ဆိုတာကမိမိတို့လှုပ်ဆောင်ချက်ကောင်းတစ်ခုကိုလှုပ်ပြီးတဲ့အခါမှာ စိတ်ထဲမှာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့နှစ်သက်ဝမ်းမြောက်ကြည်နှုမှုကိုကုသိုလ်လို့ခေါ်တယ်ဥပမာဆိုပါတော့ဒီနေ့သံဃာတော်များကိုဆွံ့လာကတ်တယ်အဲ့ဒါဆွံ့ကတ်ပြီးတဲ့အခါမှာစိတ်ထဲမှာဒီလိုဆွံ့ကတ်ရတဲ့အတွက်ကြောင့်အော်စိတ်ထဲမှာကြည်နူးမှုတွေဝမ်းမြောက်မှုတွေဝမ်းသာမှုတွေဖြစ်ပေါ်လာတယ်အဲဒါလိုကောင်းသောလှုပ်ဆောင်ချက်နဲ့ဆက်နွယ်ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ဝမ်းမြောက်ကြည်နူးမှုကိုကုသိုလ်ဖြစ်တဲ့ကုသိုလ်ဖြစ်ပါတယ်ဒါကြောင့်မကုသိုလ်ဆိုတာက ပဂတိမျက်စိနဲ့မြင်လို့မရဘူးလှုပ်ဆောင်ချက်ခေါင်းကိုလှုပ်ဆောင်ပြီးတဲ့နောက်မှဖြစ်ပေါ်လာတဲ့ဝေါမျက်ကြည်နူးမှုကိုကုသိုလ်လို့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မျက်စိနဲ့မမြင်ရလို့ဘယ်တခုဘယ်လူဇိုးကမှ လာရောက်ပြီးခိုးယူလို့မရဘူးဖြည့်ဆည်းလို့မရဘူးတဲ့အဲ့အဲ့အဲ့ဒီလိုဖြည့်ဆည်းလို့မရတဲ့အတွက်ကြောင့်ဘဝတလျှောက်လုံးမိမိတို့ရဲ့ကိုယ်ပံပြည့်စုံအမတန်ခိုင်ခန့်သော ခိုင်မာသောမိမိတို့ရဲ့ကိုယ်ပံပြည့်စုံဖြစ်သွားပါတယ် ဒါကြောင့်ယနေ့လူရှင်များမိမိတို့ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံကြတဲ့အခိုက်မှာခုနပြောခဲ့တဲ့ဟိရိဥတ္တပသတ္တသီလစသောတရားတဲ့စသောစိတ်ကောင်းများကိုမွေးမြူပြီးပြုသင်ပြုထိုက်တဲ့သာသနာတွင်ကုသိုလ်ဒူကြီးများကိုယခုစီပူပြီးလို့အထုံနိုင်လိုက်နိုင်လိုက်ကြပြီဖြစ်ပါတယ်ကုသိုလ်တရားဆိုတာကခုနကောင်းသောလှုပ်ဆောင်ချက်ကိုကုကနေဖြစ်ပေါ်လာသောဝမ်းမြောက်စိတ်ကိုကုသိုလ်လို့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်သာသနာမရှိတဲ့ ကာလမှလည်းပဲဒီကုသူကလှုပ်လို့ရတယ်အသာဒီကုလို့သာသနာထွင်းကာလမှလည်းပဲကုသူကလှုပ်လို့ရတယ်ဒါပေမဲ့လို့သာသနာမရှိတဲ့ကာလမှကုသူလှုပ်ရင်ညံညံကအပနဲတဲ့အတွက်ကြောင့်ညံနဲ့မရှိဘူးလို့ဆိုလိုတယ်သာသနာမရှိတဲ့အတွက်ကြောင့်ကုသူလှုပ်နီလှုပ်ဟန်တွေကိုကာကနနသေးသေးချာချာမသိတဲ့အတွက်ကြောင့်ဥသူလှုပ်တဲ့နေရာမှာစိတ်အား တက်ကြွမှုနဲတဲ့အဲလိုစိတ်အတက်ကြွမှုနဲတဲ့အတွက်ကြောင့်အဲသာသနာဘတ်ကာလမှာလှုပ်တဲ့ကုသိုလ်တရားဟာသာသနာတွင်ကာလမှာပြုလို့အားထုတ်တဲ့ကုသိုလ်လောက်အကျိုးပေးအားမကောင်းဘူးလို့စပေးတယ်မှာဒီလိုဆိုတယ်ဒါကြောင့်မို့သကြာမင်းကြီးသာသနာဘတ်ကာလမှာကုသိုလ်ပြုပြီးကုသိုလ်လုပ်ပြီးသကြာသကြာမင်းသွားဖြစ်တာပေါ့နောက်ဗုဒ္ဓမြတ်စွာဘုရားခုဂေါရမဘုရားမြတ်စွာဘုရားပွင့်လာတဲ့အခါမှာ သာသနာထွင်းရောက်လာတယ်သာသနာဖြစ်ပေါ်လာတယ်သာသနာထုံးကားလာတယ်သာသနာပေါ်ထွက်လာတာပေါ့အဲ့ဒီသာသနာထွင်းတဲ့မှာကုစုကောင်းမှုပြုလုပ်ပြီးနတ်ပြည်ရောက်သွားတဲ့နတ်သားတွေအများကြီးပဲအဲ့ဒီသာသနာထွင်းမှာကုစုကောင်းမှုပြုလုပ်ပြီးတရားမင်းရဲ့နောက်မှာနတ်ပြည်ရောက်လာတဲ့နတ်သားတွေဟာတရားမင်းထက်သူကတကူအရှိဝါပိုးပြင်းထန်တယ်သူကကိုရံကိုပါတဲ့ပိုးတောက်ပါတယ် တရားမီးရတော့သူအရင်ရောက်သွားတဲ့အတွက်ကြောင့်နတ်တို့ဘယင်ဖြစ်မယ်လို့သာသနာတွင်းမှာကုသိုလ်ပြုပြီးနတ်ပြည်နတ်လောကရောက်လာတဲ့နောက်ထပ်ဩလာတဲ့နတ်သားတွေဟာတရားမီးတဲ့တကူအယေဝါအရှိဝါပူတောက်တယ်ဒါကြောင့်တရားမီးကြီးကအဲ့ဒီနတ်သားတွေသူ့နားကိုလာတဲ့အခါမှာသေး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 မကြည့်ရဘူး။ဘာကြောင့်အရှိဝါကသူတို့ကပူများတာကုသိုလ်အရှိကပူအားကြီးတယ် သာသနာတွင်ကုသိုလ်ရှိမလို့ဘုသာသနာဘကုသိုလ်တဲ့ပူပြီးအစွန်ထက်မြက်တယ်အဲ့ဒါကြောင့်မို့တရားမင်းကြီးကဩသာသနာတွင်ကုသိုလ်လိုချင်တဲ့အတွက်ကြောင့်ခုကြောင့်ကိုဖွဲ့နဲ့လူလောကကိုဆင်းလာပြီးအရှင်မာကတ္တပသမဘဝင်စားရကနေထလာတဲ့အခါမရှင်းသာဟောင်းဆောင်ပြီးကုသိုလ်တရားကိုမရကြအောင်ကြိုးစားအားထုတ်ခဲ့ရတယ်ဒါကြောင့်မို့သာသနာတွင်ကုသိုလ်ဆိုတာအမတန်ထူး သာသနာ့ဘကုသူထက်ပိုးပြီးတော့အကျိုးကြီးမားတဲ့အကျိုးထူးရှိတဲ့ကုသူဖြစ်ပါလေ။အဲယနေ့မိမိတို့သာသနာတို့နဲ့ကြုံကြတဲ့အခိုက်မှာခုနပြောခဲ့တဲ့စိတ်ခေါင်းတွေပေါ့တဒါတမပဏိတာစိတ်တာတမပဏိတာစိတ်တံတေယသောနန္တတောကရေဆိုတဲ့ဒေသနာတော်ရစိတ်ခေါင်းကိုမွေးမြူနိုင်တဲ့အတွက်ကြောင့်ရသင်ရိုက်ထက်တဲ့ပြုစဉ်ပြုထိုက်တဲ့သာသနာတွင် ကုသူတရားဒုက္ခကိုယခုလိုစီပူအားထုတ်နိုင်တဲ့အတွက်ကြောင့် ီသာသနာတွင်ကုသတရားဓုကဖော်ထုတ်မဲ့ကောင်းကျိုးချမ်းသာအကျိုးဓုတရားတို့ဧကမုချရရှိကြမယ်လို့စိတ်ထဲမှာအခိုင်မာထားရှိပြီးထားရှိကြရမှာဖြစ်ပါတယ်အဲဒီအခိုင်မာယုံကြည်လို့လည်းပဲယင်းဒီကုသကောမှုပြုလို့အာထုတ်နေကြတာဖြစ်ပါတယ်အဲတရားတရားကိုခြေခံပြီးယခုလိုပြုလို့အာထုတ်လိုက်တဲ့ကုသတရားပြုကုသကောမှုပြုလို့အာထုတ်လိုက်တဲ့အတွက်ကြောင့်အလူရှင်အသီးသီး လူရှင်တွေမှာအသေးသေးကုသတရားတွေရရှိလာကြပြီဖြစ်ပါတယ်အသေးသေးရရှိလာတဲ့သာသနာသွင်ကုသရဲ့စွန့်အားကြောင့်လူရှင်များအားလုံးအန္တရာယ်ကင်းပြီးရှင်ပြီးတော့ကောင်းကျိုးချမ်းသာအဖျားပြတို့ကိုအသည်အသည်ရရှိ သုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းအဲဒီစ ဤသို့ကဲဒီစခြားကြရအောင်နိုင်ဆုံးမဣဒံမေပုံညံနိဗ္ဗာနတပစ္စယောဟောတုယနေ့ယခုဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနှင့်ကြုံကြတဲ့အခိုက်စိတ်ခေါင်းမြားကိုမွေးမြူ၍ပြုလို့အားထုတ်ရသောသာသနာတွင် ကုသိုလ်ထူးကြီးသည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားတမန်ချမ်းသာကြောင်းနိဗ္ဗာန်ရရာရကြောင်းအာကောင်းသောအကြောင်းအထောက်ပံ့ဖြစ်ပါစေဣမံပုံညဘာကံသဗ္ဗတတနံဒီမယနေ့ယခု ြုလို့အားထုတ်ရသောကုသိုလ်ဆုဆု၏အဖို့ဘာကအဝဘဝကိုယခုဘဝရှိရှိဘဝတောဆကြသောကျေးဇူးကြီးမားမိဘဘူဘာဆရာသမားများကိုအစထား၍ကုဆောင်နဲ့အိဆောင်နဲ့ ရက်ွယ်ဆောင်နှံ့မြို့ရွာဆောင်နှံ့အပါအဝင်32ဘုံကျင်းလေကုံသောအာလုံသောတတ္တဝါတို့အားအမျှပေးဝေကြပါကုန်၏အမျှရာကြ၍ကိုယ်စိတ်နှဖျားကျမ်းမှချမ်းသာကြပါစေ။ အာလုံးကြာကြာသမျှအမျှအမျှအမျှယူရမူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမျှအမျှအမျှယူရမူကြပါကုန်လောသာဓု သာဓုသာဓုအလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု